ငယ်စဉ်တည်းကပညာရေးမှာထူးကျွန်တဲ့သူတယောက်စံမေးပွဲတွေအစဉ်အဆက်ဖြတ်ကျော်ပြီးတော့ဂျပန်နိုင်ငံမှာငွေရှိုံနဲ့လူတိုင်းတက်ခွင့်မရတဲ့အကောင်းဆုံးတက္ကသိုလ်မှာပညာသင်ခဲ့ရတဲ့သူတယောက်1.3ဘီလီယံဒေါ်လာတန်ဖိုးရှိတဲ့ကုမ္ပဏီမှာဥက္ကဋ္ဌရာထူးနဲ့ဦးဆောင်ခဲ့တဲ့သူမိသားစုရဲ့တိတ်ခါကိုထိမ့်သိမ့်တက်တယ်လို့အလုပ်ကိုလည်းစူးစမ်းခဲ့တဲ့လူတယောက်ဟာလောင်းကစားကိုအဆလုံးမိရကနေဆွဲလန်းသွားပြီးတော့စီးပွားပြက်ပေါင်ကျရတဲ့အထိဖြစ်သွားခဲ့ရပါတယ်။ဒါကြောင့်မလို့လောင်းကစားကိုအပျော်သဘောအနေနဲ့တောင်စမ်းသက်မကြည့်သင့်ပါဘူး။မင်္ဂလာပါ AO Sharing မြန်မာ channel ကနေကြိုးဆိုပါရယ်ဒီ channel ကနေ forex trading နဲ့ knowledge sharing ဆိုင်ရာအကြောင်းအရာတွေကိုမျှဝေတင်ဆက်ပေးနေတာဖြစ်တဲ့အတွက် like and subscribe နှိပ်ပေးခဲ့ဖို့တောင်းဆိုပါရယ်လောင်းကစားဆိုတာမနေ့တနေ့ကမဖြစ်ပေါ်လာတာမဟုတ်ပါဘူးလူသမိုင်းရဲ့ဟိုးအရှေးရင်တုန်းတွေကရှိခဲ့တဲ့အရာတခုဖြစ်ပါတယ်လောင်းကစားစတင်ပေါ်ပေါက်လာမှုကို လေ့လာတဲ့အခါမှာနှစ်ပေါင်းဘလောက်ကစကလေးဆိုတာကိုအမျိုးမျိုးသောကွဲပြားမှုတွေရှိနေပေမဲ့သမိုင်းဆိုင်ရာအထောက်အထားတွေကိုကြည့်မယ်ဆိုရင် လောင်ကစားကိုပထမဆုံးတွေ့ရှိစတင်ခဲ့တာကမီဆိုပိုရီးမီးယားဒေသမှာပါခမန်းအဖြစ် BC 2600 BC 3000ဝန်းကျင်မှာဖြစ်ပါတယ်ခုအချိန်ကတက်ကြရီနဲ့တွက်မယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း4500 5000ကာလလောက်ကဖြစ်ပါလိမ့်မယ်အဲ့ဒီအချိန်တွေကတောင်ထိုးလို့ခေါ်တဲ့ dike မြမလိုအန်စာတုံးနဲ့တူတဲ့ကစားနည်းတွေကိုအသုံးပြုကြတယ်လို့တမိုင်းပညာရှင်တွေကလည်းပြောထားပါတယ်ပကြီကားတွေအဟောင်းအကျံပစ္စည်းတွေထဲမှာလည်းတခါတလေတွေ့ရတတ်ပါတယ် အဲ့ရစားပြီးလောင်ကစားဟာနိုင်ငံတွေအချို့ယဉ်ကျေးမှုတွေတဲကိုတဖြည်းဖြည်းနဲ့ဝင်ရောက်လာခဲ့တာပါရှေးခေတ်ဂရိနိုင်ငံတွေမှာလည်းအမွှာပုံစံအန်စာတုံးဂိမ်းတွေကိုလူတွေကစားကြပါတယ်ရိုမန်အင်ပါယာမှာလောင်ကစားကိုလူတဘာဝလို့ပေါင်းသိမ်းလာကြပါတယ်ရိုမန်အတွင်းမှာချစ်သူချင်းချင်းနဲ့မိသားစုအတွင်းမှာတော့လောင်ကစားကိုပြုလုပ်လာကြပါတယ်အချို့နေရာတွေမှာတော့လောင်ကစားကိုတားမြစ်ထားကြပေမဲ့ခွင့်ပြုထားတာတွေပုံများပါတယ်တရုတ်နိုင်ငံမှာ BC 1000လောက်တည်းကဂိမ်းတွေပလင်းထိုးနီးတွေကစားကြပါတယ် ဂျပန်နိုင်ငံမှာလည်းရှေးခေတ်တွေကလောင်ကစားပွဲတွေနဲ့တက်ဆိုင်တဲ့ဂိမ်းတွေတွေ့ရှိတယ်လို့ဆိုပါတယ်1638ခုနှစ်မှာပထမအဦးဆုံးလိုင်စင်ရတရားဝင်ကာစီနိုကိုယူရိုမှာကာစီနိုဒီဗနက်ဇီယာဆိုတဲ့နာမည်နဲ့ဖွင့်လှစ်ခဲ့တာပါဒါဟာခင်မီလောင်ကစားရဲ့စတင်ချက်လို့လည်းပြောလို့ရပါတယ်1930ခုနှစ်1940ခုနှစ်တွေမှာနယ်ဗနာပြည်နယ်လက်စဗီကက်မှာလောင်ကစားဥပဒေနဲ့တရားဝင်လုံခြုံရေးရလာခဲ့ပါတယ်။ဒါကြောင့်မဲ့လက်စဗီကက်ဟာကမ္ဘာလုံးဆိုင်ရာလောင်ကစားမျိုးတော်အဖြစ် ဖြစ်ပေါ်လာခဲ့တာပါ1999ခုနှစ်တည်းမှာအွန်လိုင်းကာစီနိုတွေပေါ်ပေါက်လာပါတယ်လောင်းကစားကိုဘယ်နေရာကမှမဆိုအွန်လိုင်းကနေကစားလို့ရတဲ့အခြေအနေဖြစ်လာခဲ့ပါတယ်လူသမိုင်းတိုးတက်လာသလိုနီးပညာတွေကလည်းတဖြည်းဖြည်းနဲ့တိုးတက်လာခဲ့ပါတယ်နီးပညာတိုးတက်လာမှုကြောင့်အခုဆိုရင်လောင်းကစားတဲ့ပုံစံတွေကလည်းပြောင်းလဲလာခဲ့ပါပြီရှေးအခါကတောင်ထိုးလိုလက်နဲ့ဆော့ရတဲ့ရိုးရှင်းတဲ့ဂိမ်းတွေသာရှိခဲ့ပေမဲ့နီးပညာတွေနဲ့အတူစမ်းသစ်တာတွေပေါ်ပေါက်လာခဲ့တာပါ ဥပမာပြောရရင်1650ခုနှစ်ဝန်းကျင်မှာ Blake Pascal ဆိုတဲ့လူက perpetual motion machine လို့ရွေရှားတဲ့စက်တစ်ခုကိုစမ်းသပ်တိစောက်ဖို့ကြိုးစားရင်းက roulette wheel ရဲ့အခြေခံပုံစံပေါ်ပေါက်လာခဲ့တာပါဒီနေ့ခေတ်ကာစီနိုတွေမှာအသုံးပြုနေတဲ့ modern roulette game ကိုတော့18ရာစုလောက်မှာပြင်သစ်ကစတင်ခဲ့တာပါနောက်ပိုင်းမှာ Euro တဝမ်းပြန့်နှံ့လာပြီးတော့ဒီနေ့ထိလူသုံးများလာခဲ့တာဖြစ်ပါတယ် 18ရာစုဝင်းကျင်ကစပြီးတော့လောင်းကစားတွေဟာယူရိုအနှံ့ပြပို့ပြီးတော့ကျယ်ပြန့်လာခဲ့တယ်လို့ဂျာမနီပြင်သစ်အင်္ဂလန်စတဲ့နိုင်ငံတွေမှာလည်းကာစီနိုတွေဖွင့်လှစ်လာခဲ့ပါတယ်။အဲ့ဒီအချိန်တွေတုန်းကငွေကြေးတိုက်ရိုက်အသုံးပြုရတဲ့လောင်းကစားပုံစံတွေသာဖြစ်ပါတယ်။နောက်ထပ်နည်းပညာတိုးတက်မှုကတော့1894ခုနှစ် USA မှာ Chaffee ဆိုတဲ့လူကပထမဆုံး slot machine ကိုတီထွင်ခဲ့တာပါ။ slot machine ကကျွမ်းကျင်မှုမလိုပဲခလုတ်နှိပ်ပြီးစော့နိုင်တဲ့အတွက် လူကြိုက်အရန်များခဲ့ပြီးတော့ကာစီနိုတွေမှာလူသုံးအများဆုံးဂိမ်းတစ်ခုလည်းဖြစ်လာခဲ့ပါတယ်1990နဲ့2000ခုနှစ်ဝန်းကျင်မှာတော့ online gambling စတင်လာပါတယ်လူတွေကကာစီနိုကိုသွားเสียမလို့တော့ပဲနဲ့အိမ်ထဲမှာနေပြီးတော့ကွန်ပျူတာနဲ့လောင်းလို့ရတဲ့ internet gambling site တွေပေါ်လာပါတယ်ဒီနေ့ခေတ်ဤပညာတွေပိုပြီးအဆင်ပြေလာတာနဲ့အတူ mobile gambling တွေပါထပ်တိုးလာခဲ့ပါတယ်ဖုန်းထဲမှာ app တခုကို download လိုက်တာနဲ့အလွယ်တကူလောင်းလို့ရနေပြီဘယ်ကာစီနိုမှသွားเสียမလို့တော့ဘူး နောက်ထပ်နေပညာလောင်းကစားတွေက live casino တွေ AI ဆက်ရုပ်တွေနဲ့ဆော့ခိုင်းတာတွေ virtual gambling တွေ live stream လုပ်တဲ့အချိန်တွင်းမှာလောင်းကစားရတာတွေစသဖြင့်အမျိုးမျိုးဖန်တီးလာကြပါတယ်။အစစ်မြစ်လောင်းကစားတွေမှာဆိုရင် cryptocurrency တွေနဲ့ပါလောင်းလို့ရနေပါပြီ။ဒါကြောင့်လူများစုကအပျော်ဖြစ်သဘောထားပြီးဝင်ဆော့တတ်ကြတယ်။ဒါပေမဲ့သူတို့မသိတာကနောက်ကွယ်မှာမမြင်နိုင်တဲ့နီးပြူဟာတွေရှိတယ်ဆိုတာကိုပါ။လောင်းကစားလုပ်ငန်းတွေကလူတွေစီကိုဘလို့နီးတွေနဲ့ချင်းကပ်လာကြတယ်လဲဆိုရင် သူတို့အသုံးများတဲ့နီလန်းတွေကမက်ဂဒင်းနဲ့ကြော်ညာပုံစံတွေပါပဲရှေးခါတော့ကကြော်ညာဆိုတာအရန်ကုန်မှာရွေးရှင်းပါတယ်ငွေတချမ်းပေးအနိုင်ရနိုင်ပါတယ်ဆိုပြီးတော့ဓာတ်ရိုက်ဖိတ်ကြားတတ်ကြပါတယ်နောက်ပိုင်းမှာတော့နီးပညာနဲ့အတူကြော်ညာတွေကလည်းတော်တော်ကောင်းလာပါတယ်တချို့ကာစီနိုတွေမှာအခမဲ့အစားတောက်အခမဲ့အရက်တာဝန်ယူစရာမလိုပဲလွတ်လပ်တဲ့အပျော်ပါများစွာနဲ့လူတွေလာအောင်ဆွဲဆောင်ကြပြီးတော့ကြော်ညာတတ်ကြပါတယ်အခမဲ့အရက်ကိုတောက်ပြီးတော့ဘလူတွေဆက်ဖြစ်မလဲဆိုတာ တေချာမသိဘဲနဲ့အချို့လူတွေလောင်းကစားတတ်ကြတယ်ဒါတွေဟာသူတို့ရဲ့နီးပြူဟာတွေဖြစ်ပါတယ်အခုဆိုရင်နီးပညာတွေကိုအသုံးချပြီးတော့ online ကနေကြော်ညာနေကြပါပြီ Facebook YouTube Instagram Telegram စတာတွေမှာ big bonus first deposit bonus free spins စတဲ့ keyword တွေကိုသုံးကြပါတယ်ဒီလို keyword တွေကလူအများစုကိုခဏလေးအတွင်းမှာပဲဆွဲဆောင်နိုင်ပါတယ်နောက်ထပ်နီးလန်းတွေကလူတွေ့ပြီးဆွဲအောင်လုပ်တာပါ ဥပမာအစာပိုင်းမှာအခမဲ့ bonus ပေးတာတို့ real money မဟုတ်ပဲ demo နဲ့ဆော့ခိုင်းတာတို့အဲ့လိုအချိန်တွေမှာအများကြီးအနိုင်ပေးပါတယ်အဲ့ဒါကြောင့်မဲ့ငွေထည့်ပြီးကစားလာကြတာပါအဲ့ဒီအချိန်ကစပြီးဆွဲလမ်းမှုစတင်တာပါပဲနောက်ပြီးတော့ရှိပါသေးတယ် celebrity တွေ influencer တွေကိုကြော်ညာခိုင်းတာနာမည်ကြီးတဲ့သူတွေရောဆော့နေတဲ့ပုံတွေကိုပြပြီးတော့လူတွေလက်ခံလာအောင်လုပ်ယူတာအချို့တွေက BME program တွေဖန်ပြီးတော့လူအများကြီးသို့မဟုတ်ငွေအများကြီးလောင်းတဲ့သူတွေကို VIP ဖြစ်စီစဉ်ပေးတတ်ကြပါတယ်။နောက်ပြီး99% win rate ဆိုပြီးတော့မမှန်ကန်တဲ့ကြော်ညာတွေတခြား marketing ပုံစံတွေလည်းရှိပါသေးတယ်။ပျော်တမ်းစောတဲ့ game app တွေနဲ့ free ဆော့လို့ရတဲ့ game တွေထဲမှာလည်းလောင်းကစားပုံစံတွေထည့်တတ်ကြပါတယ်။သူတို့ဟာလူတွေရဲ့စိတ်ပညာကိုနားလည်ထားလို့လုပ်တဲ့ပုံစံတွေပါပဲ။သိချာကြည့်မယ်ဆိုရင်သိနိုင်ပါတယ်။သူတို့ကြော်ညာတဲ့ဇာတ်ကလေးအများစုက easy to win, quick money, no risk, 100% fair စတာတွေဖြစ်ပါတယ်။ တကယ်တမ်းမှာလောင်းကစားသူဘက်ကအနိုင်ရဖို့ဆိုတော့မလွယ်ပါဘူးကာစီနိုရဲ့ရည်ရွယ်ချက်ကလည်းတင်အနိုင်ရဖို့မဟုတ်ပါဘူးသူတို့အနိုင်ရဖို့ပါပဲအခုဆိုရင် AI technology တွေ algorithm တွေ personalized စတာတွေကိုကတုံးလာကြပါတယ်လောင်းကစား page တွေ game တွေကိုဝင်ကြည့်မိလိုက်တာနဲ့ကြော်ညာတွေကနေဒီအကြောင်းအရာတွေကိုပြပေးပါတယ်ဘလောက်ပြပေးလဲဆိုရင် Z တိုက်ကိုပြပေးပါတယ်လူတွေဘာကြောင့်လောင်းကစားကိုအဆလုံးမိတတ်ကြတာလဲအပျော်ဖြစ်နေလားငွေလိုလို့လား တကယ်ဆိုရင်တော့နှမျိုးစလုံးကြောင့်လည်းဖြစ်တတ်ပါတယ်။တချို့ကအပျော်အနေနဲ့ဝင်ကစားတာပါ။တချို့ကငွေလိုလိုအခွင့်အရေးအောင်စမ်းကြည့်တာပါလို့ပြောပါလိမ့်မယ်။ဒီအရာတွေကအစားလုံးမိလိုက်တာနဲ့ဆွဲလန်းသွားအောင်ပြုတ်လုထားတယ်ဆိုတာကိုလည်းသိစေချင်ပါတယ်။ကာစီနိုတွေရဲ့ဆွဲဆောင်မှုတွေကတစ်ခုတည်းနှစ်ခုတည်းမဟုတ်ပါဘူး။သူတို့ကထူးခြားမှုတစ်ခုချင်းစီကိုအသေးချာစနစ်တကျနဲ့ကိုထည့်ထားတာပါ။ဂိမ်းထဲမှာ bright color တွေ၊ sound effect တွေ၊တင်းအနိုင်ရတိုင်း win win ဆိုတဲ့အတန်နဲ့စိတ်ကို positive လုပ်ပေးနေတာဟာ ဒိုပါမိန်လို့ခေါ်တဲ့စိတ်ကြည်နှံ့မှုဟော်မုန်းကိုမြင့်တင်ပေးနေတာပါဆွဲလန်းမှုဖြစ်လာအောင်လဲစိတ်ပညာနဲ့ပြုလုပ်ထားပါတယ်ဥပမာ slot machine တွေမှာငွေတွေရှုံးနေတဲ့ဆိုရင်တော့ဒီကနေထွက်မသွားရအောင်ခွန်သုံးလုံးတန်းတော့မလိုလိုနီးနီးလေးတွေဖန်ပြီးပြတတ်ပါတယ်ဒီလိုဆိုရင်သစ်စိတ်ထဲမှာ jet ball ပတ်ဖို့နည်းနည်းပဲလိုတော့တယ်ထင်ပြီးဆက်ဆော့နေမိတတ်ပါတယ်ကာစီနိုတွေကသူတို့လိုချင်တဲ့ win rate ပမာဏကိုတိတိကျကျနဲ့သတ်မှတ်ချိန်ထားပြီးသားပါ95% RTP 90% RTP 80% RDB စတဲ့သတ်မှတ်ချက်တွေရှိပါတယ်။ဥပမာတရက်ကိုအသိန်း1000လောက်ငွေအမောင်းကစားကြရတဲ့ဆိုရင်ကစားသမားတွေအနေနဲ့ပြန်ရနိုင်ချေ3800ပဲရှိပါတယ်။ဒါတောင်တရားဝင်ဥပဒေတွေသတ်မှတ်ချက်တွေရှိတဲ့နိုင်ငံတွေရဲ့ casino win rate နှုန်းထားတွေဖြစ်ပါတယ်။မြန်မာနိုင်ငံလိုတရားမဝင်တဲ့အခြေအနေမှာတော့တိကျတဲ့သတ်မှတ်ချက်တွေမသိရနိုင်ပါဘူး။ဒီနေရာမှာမေးစရာတစ်ခုရှိပါလိမ့်မယ်။တချို့ဂျက်ပေါ့ဘာလို့ရနေတာလဲလို့ဂျက်ပေါ့ရနိုင်ပါတယ်။ ဒါပေမဲ့ချက်ပေါ်ရနိုင်ကြီးကအရန်ကုန်မှာနှဲပါတယ်ပုံမှန်ချက်ပေါ်တွေကိုတထောင်းမှတယောက်လောက်ရနိုင်တာပါမိကာချက်ပေါ်တွေလိုအကြီးကြီးတွေဆိုရင်တန်ကနန်းလောက်မှတယောက်လောက်ရနိုင်တာပါဒါကြောင့်အစ်င့်နေနဲ့ချက်ပေါ်ရမယ်လို့ညှော်လင်ပြီးတော့ဆော့နေမယ်ဆိုရင်နောက်ဆုံးမှအရှုံးတွေနဲ့သာရင်ဆိုင်ရဖို့များပါတယ်ပြီးရင်ဝင်းဝရိတ်တွေကိုလည်းနားလေသိရှိထားမှလောင်းကစားရဲ့အန်ဒီရဲ့အမှန်ကိုသိနိုင်မှာဖြစ်ပါတယ်လူတော်တော်များများကလောင်းကစားဆိုတာငွေနဲ့နဲ့အပျော်သဘောလောက်ပဲဆော့ပြီးကိုယ်စိတ်ကိုနိုင်ရင်ဘာမှမဖြစ်ဘူးလို့ထင်တတ်ကြပါတယ် တိထားမယ်အရေးကြီးဆုံးတစ်ချက်ပဲရှိပါတယ်။အပျော်သဘောနဲ့ဝင်ဆော့မယ်ဆိုရင်တော့ရှုံးနိုင်ကြီးကအမြဲတမ်းတင့်ပတ်မှာပုံများပါတယ်။ကာစီနိုတွေကဆွဲလမ်းမှုဖြစ်စေဖို့ပထမအဆင့်မှာအနိုင်ပေးတတ်ပါတယ်။နောက်ပိုင်းတွေမှာမတိမတာနဲ့တဖြည်းဖြည်းရှုံးလာပါလိမ့်မယ်။ဘယ်အချိန်တွေမှာဘလောက်ရှုံးရမလဲဆိုတာကိုသူတို့ကစီစဉ်ထားပြီးသားပါ။တင်ကဒါကိုမသိဘဲနဲ့မျောလင်းချက်လေးနဲ့ဆက်ဆော့မိနေနိုင်ပါတယ်။ကာစီနိုကလောင်းကစားသူတွေမသိနိုင်တဲ့နောက်ွယ်မှာဆွဲလန်းစေနိုင်တဲ့နီးပြူပါတွေအများကြီးရှိပါတယ်။ဒါကြောင့်လုံးဝမဆန်းသက်မိဖို့အကြံပေးချင်ပါတယ်။ တကယ်တမ်းမှာငွေကြေးအစဉ်ပြေခြင်းနဲ့ဆိုရင်မှန်ကန်တဲ့နီးလန်းတွေနဲ့ဝင်ငွေရှာနိုင်ပါတယ်။ပညာရဲ့တစ်ခုခုကိုသင်ယူတက်မြောက်ထားပြီးတော့အဲ့ဒီကနေလဲဝင်ငွေတွေရနိုင်ပါတယ်။လောင်းကစားဆိုတာကိုယ့်အတွက်နေရာမရှိတဲ့ဂိမ်းတစ်ခုပါ။လောင်းကစားကိုအပျော်ဖြစ်တဲ့ကစားနေရာကနေတဖြည်းဖြည်းဆွဲလန်းတာတွေဖြစ်လာမယ်။ဆုံးရှုံးမှုကြီးလာမယ်ဆိုရင်ကိုယ့်တယောက်တည်းတည်းမဟုတ်ဘဲနဲ့ကိုချီးရတဲ့မိသားစုတစ်ခုလုံးရဲ့ဘဝတွေပါပျက်စီးသွားရပါလိမ့်မယ်။ ဒီရာနဲ့ပတ်သက်ပြီးတော့ဂျပန်နိုင်ငံမှာအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရမှန်ကိုစာအုပ်ပြန်ရေးထားတဲ့ဝန်ထဲစရာသင်ခန်းစရာယူစရာလူတယောက်အကြောင်းကိုလောင်းကစားနဲ့ပတ်သက်ပြီးဆင်ခြင်နိုင်အောင်မျှဝေပေးပါမယ်။သူ့နာမည်ကအီကာဝါမိုတိုတာကာဖြစ်ပါတယ်။သူ့ကို1964ခုနှစ်ဂျပန်နိုင်ငံတိုကျိုမြို့မှာမွေးဖွားခဲ့ပါတယ်။ဒိုင်ယိုပေပါဆိုတဲ့ဂျပန်မှာရှိတဲ့နာမည်ကြီးဆက်ကူလုပ်ငန်းကြီးကိုပိုင်တဲ့မိသားစုဝင်တယောက်လည်းဖြစ်ပါတယ်။မာစတာမိုတိုဟာငယ်စဉ်တည်းကပညာရေးဘက်မှာလည်းအရန်ထူးချွန်တဲ့သူတယောက်ပါ။ ဂျပန်နိုင်ငံမှာငွေရှိအောင်နဲ့လူတိုင်းတက်ခွင့်မရနိုင်တဲ့တိုကျိုတက်ကတူမှာစာမွေးပွဲတွေအစဉ်အဆက်ဖြတ်ကျော်ပြီးတော့ဥပဒေပွဲကိုရယူနိုင်ခဲ့တဲ့ဒုတိယလည်းဖြစ်ပါတယ်။ငွေကြီးပြည့်စုံတဲ့မိသားစုဝင်တစ်ယောက်ဖြစ်ပေမဲ့အလိုလိုက်ခံရတာတွေလှုပ်ရှင်တာတွေလှုပ်ခွင့်မရှိပါဘူး။အထူးသဖြင့်ပညာရေးနဲ့ပတ်သက်လာရင်မိသားစုမိဘတွေကပိုလို့တောင်စီကံတင်းကျပ်ထားပါတယ်။မိသားစုတွေအားလုံးကဂုံတိတ်ခါနဲ့ပတ်သက်လာရင်လည်းအရန်ကုန်မှအလေးနဲ့ထားကြပါတယ်။အွေရောက်လာလို့လုပ်ငန်းဝင်ဝင်တဲ့အခါမှာလည်း တထေးသားမဟုတ်လို့ဆိုပြီးနေရာတစ်ခုတန်းပြီးမရပါဘူး1989ခုနှစ်မှာအောက်ခြေကြဆုံးအလုပ်နဲ့ပဲကုမ္ပဏီကိုစဝင်ရတာပါသူကပညာရေးဘက်မှာထူးကျွန်သလိုအလုပ်ကိုလည်းစူးစမ်းတဲ့လူတစ်ယောက်ဖြစ်ပါတယ်ဒီလိုနဲ့အိမ်အောင်ကြတယ်ဒီနေ့မှာတော့မိသားစုနဲ့အတူဩစတြေးလျနိုင်ငံကိုအပန်းဖြေလဲပတ်ခီးသွားရင်းနဲ့ဂူကော့စ်မှာသူ့အတွက်ဘာမှမပြောပလောက်တဲ့ငွေပမာဏယန်တန်ဒေါ်လာ1000ဝန်းကျင်ခန့်ကိုရှုံးသွားလဲဘာမှမဖြစ်ဘူးဆိုတဲ့သဘောနဲ့အပြိုတန်းကစားပါတယ် ဒါပေမဲ့မရှုံးသွားဘဲနဲ့အချိန်ခဏလေးအတွင်းမှာရန်တန်း20ဒေါ်လာ2သိန်းကိုသူနိုင်လိုက်ပါတယ်။ဒါကိုလောင်စာလောကရဲ့အခေါ်အရ Big Beginner Luck လို့ခေါ်ပါတယ်။ အဲ့ဒီအချိန်သူဆော့တဲ့ဂိမ်းနာမည်ကဘာကာရာဖြစ်ပါတယ်ပလေယာဘန်ကာတိုက်ဆိုပြီး၃ခုပါပါတယ်ခီးကနေပြန်လာခဲ့ပေမဲ့သူ့ရဲ့မသိစိတ်ထဲမှာဆွဲကြံနေတာကကာစီနိုတွေကအယမ်းမခတ်ခဲပဲနဲ့ငွေတွေအများကြီးကိုရှာလို့ရနိုင်တယ်ဆိုတာပါ၂000ခုနှစ်မှာကုမ္ပဏီရဲ့အကြီးဆုံးယာရုဖြစ်တဲ့ဥက္ကဋ္ဌနေရာကိုရလာခဲ့တာဖြစ်ပါတယ်ဘလို့ပဲဖြစ်နေပါစေသူ Go Coast မှာကစားခဲ့တာကိုလုံးဝမမေ့ပဲအခွင့်အရေးရရင်နောက်ထပ်ကစားခြင်းသေးတာပါဂျပန်နဲ့ Australia ဆိုတာဝေးလွန်းလာကြအောင် သူ့လိုအလုံများတဲ့သူတယောက်အတွက်ရုံးပိတ်ရက်လေးကိုလေရင်နဲ့သွားကစားမယ်ဆိုရင်မမိနိုင်ပါဘူးတရက်မှာတော့ဂျာဂန်ကုမ္ပဏီတစ်ခုနဲ့ချိတ်ဆက်မိပြီးတော့အသွားပြန်လေရင်နဲ့မကာအိုကိုရုံးပိတ်ရက်တွေမှာသွားကစားဖြစ်ပါတယ်သူ့လိုတထေးတယောက်အတွက်တိတ်ဆိတ်ပြီးပြည်စုံတဲ့ဝန်ဆောင်မှုတွေနဲ့ကစားရတာဖြစ်လို့အဆင်ပြေပြီးအစာပိုင်းမှာအရန်လဲနိုင်ပါတယ်ရုံးပိတ်ရက်တွေတိုင်းသွားကစားတာဖြစ်တဲ့အတွက်နောက်ပိုင်းတွေမှာအရှုံးတွေနဲ့ကြုံလာခဲ့ပါပြီပါလာတဲ့ပတ်စံတွေကုန်သွားရင်ဂျာဂန်ကုမ္ပဏီကလည်းပတ်စံတွေချေးဆော့တာတွေဖြစ်လာခဲ့ပါတယ်တဖြည်းဖြည်းနဲ့ black visa card ကိုပါအသုံးပြုပြီးကစားခဲ့ရလို့ဆိုပါတယ် black visa card ဆိုတာတော်ရုံလူတွေကင်ဆောင်ခွင့်မရှိထုတ်လဲမထုတ်ပေးပါဘူးနာမည်ကြီးဒိတ်ဒိတ်ကျဲတထေးတွေသာငွေကြေးအမြောင်များထည့်ပြီးကင်ဆောင်ကြတာပါသူဟာရှုံးနေများလာပြီးတော့ဘဝပြည့်ချင်းရဲ့အဆောက်ကိုရောက်မှန်းမသိရောက်လာခဲ့ပါတယ်ကုမ္ပဏီဩခရာတယောက်အနေနဲ့လက်အောက်ခံကုမ္ပဏီခွဲတွေကနေငွေတွေကိုအလွဲသုံးစားလုပ်မိလာတာ106 million dollar ဝန်းကျင်ခန့်အကျွေးတင်သွားခဲ့ပါတယ် ဒီအကျွေးတွေကိုဆက်ဖို့ကုမ္ပဏီကိုပိုင်ရှယ်ယာတွေကိုထုတ်ရောင်းခဲ့ပေမဲ့အကျွေးတွေကအရန်များနေတာဖြစ်တဲ့အတွက်သတင်းကအပြင်းထန်ပေါက်ကြားလာခဲ့ပြီးတော့ကုမ္ပဏီကတရားစွဲတာလည်းခံရပါတယ်မိသားစုတွေကလည်းတိတ်ခါအရေးကြီးတာဖြစ်တဲ့အတွက်မိသားစုပိုင်းကုမ္ပဏီရှယ်ယာတွေအားလုံးကိုရောင်းပြီးတော့အကျွေးတွေကိုဝိုင်းဝန်းဆက်လိုက်ကြပါတယ်မက်ရှာမိုတိုလည်းကုမ္ပဏီငွေကြေးအလွဲသုံးစားလုပ်မှုနဲ့ထောင်လေးနှစ်ကြာသွားခဲ့ပါတယ်ဒီစာအုပ်ကမက်ရှာမိုတိုကိုယ်တိုင်ရေးတဲ့စာအုပ်ဖြစ်ပါတယ်သူ့အကြောင်း သူမိဘတွေအကြောင်းသူမိသားစုအကြောင်းဘာမှမသိပဲရေးကြမယ်ဆိုရင်သူရေးတာတဲ့ပို့ဆိုးသွားမှဆိုရင်တာကြောင့်ဖြစ်ပါတယ်ဒီနေရာမှာတစ်ခုလောက်သတိထားကြည့်ပါဆွဲလမ်းမှုဆိုတာပညာတက်ခြင်းမတက်ခြင်းငွေကြေးချမ်းသာခြင်းဆင်းရဲခြင်းနဲ့မဆိုင်ပါဘူးဆွဲလမ်းမှုတစ်ခုကိုစပြုမိလိုက်ရင်နောက်ပိုင်းမှာကိုယ်နဲ့ကိုယ့်ရဲ့မိသားစုတွေရဲ့ဘဝတွေကိုဖျက်ဆီးပစ်လိုက်နိုင်ပါတယ်ဒါကြောင့်မလို့လေးလေးနက်နက်ပြောချင်ပါတယ်လောင်းကစားဆိုတာအပြင်းပြေကစားရတဲ့အရာမဟုတ်ပါဘူးလောင်းကစားဆိုတာပြောစရာအရာလည်းမဟုတ်သလို ။လောင်ကစားဆိုတာငွေရှာလို့ကောင်းတဲ့နေရာတစ်ခုလည်းမဟုတ်ပါဘူး။လောင်ကစားဆိုတာဆွဲလန်းမှုတစ်ခုဖြစ်စေပြီးတော့ဘဝတစ်ခုလုံးဆုတ်ပြတ်တတ်တဲ့အထိဖြစ်သွားနိုင်တဲ့အရာဖြစ်ပါတယ်။တကယ်လို့တင့်နေနဲ့ဝင်ရောက်နေမိပြီဆိုရင်လည်းအမြန်ဆုံးပြန်ထွက်ဖို့လေးလေးနက်နက်တိုက်တွန်းပါတယ်။မသိလို့ဝင်ရောက်ကစားမိနေတာကအမှားမဖြစ်သေးပါဘူး။ဒီလောကထဲကနေပြန်မထွက်နိုင်တာကအရန်ကုန်မှာမှားတယ်ဆိုတော့လက်ခံထားပါတကယ်လို့ပြန်ထွက်လာခဲ့မယ်ဆိုရင်ချားနေရာတွေမှာအခွင့်အရေးကောင်းတွေအများကြီးနဲ့စုံတွေ့နိုင်ပါတယ်ကိုယ့်ဘဝကိုတန်ဖိုးထားပါ အကောင်းဆုံးနီးလန်းတွေကတော့လုံးဝမစမ်းသက်ဖို့ပါပဲငွေကြီးနည်းနည်းလေးနဲ့ပဲဖြစ်ဖြစ်စမ်းကြည့်လိုက်ပါအောင်မယ်ဆိုတဲ့အတွေးလုံးဝမဝင်ပါစေနဲ့ဒီຢာတွေကနေငွေကြီးတွေမရနိုင်ဘူးဆိုတာရယ်အချင်းချင်းကြကစားမိမယ်ဆိုရင်ကိုနဲ့ကိုရဲ့မိသားစုတွေရဲ့ဘဝတွေပါဖျက်ဆီးပစ်နိုင်တယ်ဆိုရင်ဒီຢာဘာကြောင့်လုံးမှာလဲကိုကူကိုပြန်မေးပါတကယ်တမ်းကိုပြုတ်မိလိုက်တဲ့အမားတည်တည်လေးတွေကနေနောက်ဆုံးမှာမိသားစုတစ်ခုလုံးကနစ်နာရမယ်ပေးဆက်ရမယ်ဆိုရင်တန်ရဲ့လားထွက်လိုက်ပါလက်ရှိအခြေအနေကနေ ပုံမတိုးတက်ကောင်းမွန်ပြီးတော့ပျော်ရွှင်စရာကောင်းတဲ့ဘဝတည်ကိုရှာဖွေပါလူဘဝဆိုတာအရန်ကုန်မှာတန်ဖိုးရှိပါတယ်ဒီထဲမှာတချို့လည်းရှိပါလိမ့်မယ်ဒီကောင်ဘာတွေပြောနေတာလဲဆိုပြီးတော့မယုံကြည်လက်မခံတဲ့သူတွေလည်းရှိပါလိမ့်မယ်ကိစ္စမရှိပါဘူးမယုံထွက်ပဲနဲ့လောင်းကစားတွေကနေငွေကြေးရနိုင်တယ်လို့မျှော်လင့်ပြီးတော့ဆက်လျှောက်နေရင်သာကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ကြုံတွေ့လာရင်ရင်ဆိုင်ရမှာကလောင်းကစားမှုကိုပြုတ်လို့ကျူးလွန်သူသာဖြစ်ပါတယ်အချိန်တွေကတန်ဖိုးရှိပါတယ်တင်းရဲ့ငွေတွေကလည်းတန်ဖိုးရှိပါတယ် ဒီအရာတွေဆုံးရှုံးသွားရင်အနာကလည်းပျောက်ဆုံးသွားရနိုင်ပါတယ်။ဒါကြောင့်လောင်းကစားဆိုတဲ့အရာကိုမဆန့်တက်ခင်မှာအရင်ဆုံးစင်ချင်းသုံးသက်သင့်ပါတယ်လို့အကြံပြုရင်းနဲ့ဒီဗီဒီယိုကိုအဆုံးသတ်လိုက်ပါတယ်။ကျွန်တော်ရဲ့မျှဝေမှုကနေကောင်းကျိုးတစ်ခုခုရရှိမယ်ဆိုရင်ကွန်မန့်မှာပြန်လည်ရေးသားမျှဝေနိုင်ပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေ။